15ရက်နေ့နောက်ဆုံးရထားတဲ့ Manchester United ရဲ့အပြောင်းအရွှေ့သတင်းတွေကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Fever Club ဝက္ကမဘလုံးပွဲတွေကို live ပါစီးမျောခန်းစားမှုရအတွက်စိတ်ချရတဲ့ website တစ်ခုရှာနေရဆိုရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် One is Bad လို့ပဲကိုယ်တိုင်အကောင့်ဖွင့်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြုလုပ်နိုင်တာဖြစ်ပြီးတော့အကောင့်ဖွင့်မယ်ဆိုလို့ရှိရင် promo code 9 letter 9ကိုအသုံးပြုပြီးတော့100% bonus ကိုလည်းရယူနိုင်ပါပြီ။အသေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ်။ Telegram channel နဲ့ Viber နံပါတ်တရနေပြီးဆက်သွယ်ဆောင်လမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အားလုံးမင်္ဂလာပါတိုင်းနေတဲ့မိတ်ကျူ channel နေပြီးတော့အားလုံးကိုကြိုဆိုပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ Manchester United ရဲ့အပြောင်းရွှေ့သတင်းတွေကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့တိုက်စစ်မှုကျွန်တော် defender Gio Cross နဲ့ပတ်သက်ပြီးကျွန်တော်ရင်စတာပေါ့ဆိုတော့ Gio Cross နဲ့ Sporting အခြေအနေကတော်တော်လေးတင်းမာမှုရှိနေတာကျွန်တော်သိထားပြီးသားတရှိကျွန်တော်ဒီဘာနော်အာဒီ gentleman agreement ဆိုတဲ့ကျွန်တော်ဒီ Euro ကျွန်တော်တန်း60 90လောက်နဲ့လက်လွတ် ပေးရမယ်အခြေအနေမျိုးဆိုတာတက်လက်ရှိကျွန်တော်တို့ဒီအဲဒီ Sporting Lisbon ဘက်ကနေပြီးတော့ Euro Tan 80လောက်ဒီကစားသမားရဲ့အပြောင်းရွှေ့ကနေလိုချင်တာနဲ့ပတ်သက်ပြီးတော့ Your Crest နဲ့ Sporting ကြားထဲမှာတော်တော်လေးကျွန်တော်ပြဿနာကြီးနေတယ်ဆိုတော့လက်ရှိအနေအထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာနော်အဲဒီ Florian Blender Batch ကကျွန်တော်တို့ဒီ report အရဆိုလို့ရှိရင် လက်ရှိနေသားမှာ Sporting Lisbon ဘက်ကနေပြီးတော့ Victor Gyokeres ကိုဒီကြပေါ့ဆိုလို့ဒီຫນွေမှာသူတို့လက်လွတ်မယ်ဆိုလို့ရှိရင် Euro 60 80လောက်နဲ့လက်လွတ်ရမှာဖြစ်တယ်ပေါ့လက်ရှိအချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအဲဒီဘောနော်ဒီသူ့ရဲ့ကျွန်တော် agent ဖြစ်တဲ့ဒီဘောနော်ကျွန်တော် Hazen Sitting Khaya ဆိုတဲ့ဒီ agent ဟာဆိုလို့ရှိရင်လည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ confirm လိုက်ပြီးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ဒီဘောနော်အခုလက်ရှိအနေထားမှာ Yorkres နဲ့ စပူတင်ဂျားထဲမှာမန်ကန်ဆိုလိုကြောင့်စကားပြောဆိုဆွေးနွေးမှုတွေကျွန်တော်တို့ရှိနေတယ်ဆိုတော့အဲဒီလက်ရှိနေတာအဲ့နေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူ့ရဲ့ agent ဖြစ်သူကလည်းဒီကိစ္စကိုကျွန်တော်ပြန်ပြီးတော့ confirm ထားတယ် ဆိုတော့ဒါမျိုးကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် your crest back မှာနည်းနည်းတော့ကျွန်တော်ပြန်ပြီးတော့အားတန်လာတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေပြီဆိုတော့ကစားသမားဖြစ်သူရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးကျွန်တော်ပြောမယ်ဆိုရင် United ကဒီကစားသမားကိုစိတ်ဝင်စားတယ်ကျွန်တော်ချိတ်ဆက်မှုတချို့လည်းကျွန်တော်လုပ်ထားပြီးပြီဒါပြင်ကျွန်တော်ဒီ Arsenal ကလည်းဒီ list ထဲမှာကျွန်တော်ရှိနေတယ်ဆိုတော့အဲဒီအပြောင်းရွှေ့လှူရှားမှုတွေကျွန်တော်အသင်းတွေဘက်ကဘာမှမလုပ်ရသေးခင်မှာပဲလက်ရှိကျွန်တော်ဒီအသင်းကဟိုဒီဘာလို့ Sporting ကထွက်မယ်ဆိုတော့ အနေထားမှာစပူတင်နဲ့ယောက်ခရက်ဂျာထဲမှာလည်းကျွန်တော်ပြဿနာကကျွန်တော်ရှင်းရအောင်မယ့်ခြေအနေမျိုးပါ။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ကဗီဒီယိုမှာကျွန်တော်ပြောခဲ့ပါတယ်။ဆိုတော့ယောက်ခရက်ဒီဒီပြဿနာကိုသူ့ဘာသာသူကျွန်တော်ဂင်တွေရမှာဖြစ်တယ်။အဲဒီဂင်တွေပြီးတော့ကျွန်တော် final result ဘယ်လိုထွက်လာမလဲ။ဒီ result အပေါ်မှာလာကျွန်တော်တို့အတင်းကကျွန်တော်တို့ဒီဘယ်နော်ဟို United တို့ Arsenal တို့က အဲဒီပေါ့နော်ဒီ result အပေါ်မှာ multi ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းတင်တာဒါမှမဟုတ်နောက်ဆုံးတင်တာဆိုတဲ့ decision မျိုးတွေကျွန်တော်တို့ထွက်လာမယ့်အခြေအနေမျိုးပဲကျွန်တော်ရှိပါတယ်အဲဒီချက်ပို့ပြီးတော့ကျွန်တော်တို့ your crash ကပြောင်းကပြောင်းရွှေ့ကကျွန်တော်တို့ဒီပေါ့နော်ဟိုထူးခြားပြောင်းလဲမှုရှိမှာမဟုတ်ဘူးအဲဒီပြန်စစ်စမ်းကြည့်မယ်ဆိုရင်တန်း60 80လောက်အဲ့နဲ့ရမယ်ဆိုလို့ရှိရင်တော့ maybe ဒီပြောင်းရွှေ့ကကျွန်တော်တို့အများကြီးဖြစ်သွားနိုင်တယ်။အဲဒါပေမဲ့ဒီပေါ့နော်အာမရဘူးငါတို့ကတော့ကျွန်တော်ယူတန်း80မှာရောင်းမယ်ဟေ့ဆိုလို့ရှိရင်တော့ဒီပြောင်းရွှေ့ကကျွန်တော်တို့ဖြစ်လာနိုင်ခြင်းအရင်နေသွားတဲ့ခြေမျိုးမှာရှိတယ်။ဆိုတော့ တကယ်လို့မြန်ကျွန်တော်တို့ဒီ runner spotting list ပုံမှန်ကဒီလိုမျိုးကျွန်တော်ဆုံးဖြတ်ခဲ့မယ်ဆိုလို့ရှိရင်ဒါကကစားသမားအပေါ်မှာတော်တော်လေးကိုကျွန်တော် respect မရှိတဲ့ပုံစံမျိုးကျွန်တော်ဖြစ်သွားနိုင်တယ်။ဒါပြင်ကျွန်တော်ဒီအခုလက်ရှိကျွန်တော် Napoli နဲ့ Vida Osimhen တို့ဖြစ်နေတယ်လို့ပုံစံမျိုးကျွန်တော်ဖြစ်သွားနိုင်တယ်။ဆိုတော့ဟိုဘယ်သူမှလည်းကျွန်တော်မဝဲအသက်ကလည်းကြီးလာเนาะပြီးလို့ရှိရင်ကျွန်တော်ပြောင်းရွှေ့ကြေးကတနည်းတနည်းကျွန်တော်တို့ဒီအဲဒီပေါ့နော်ဟိုအလိုကြီးတော့အရာနည်းပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်သွားနိုင်တယ်။ဆိုတော့ သူယူထားတဲ့ gentleman agreement အနေထားမှာ euro တန်း60နဲ့80ကြားဆိုတဲ့အနေထားက euro တန်း80တိအမြင့်ဆုံးတောင်းလို့ရတဲ့အခြေအနေမျိုးမှာရှိနေတယ်။ဆိုတော့သူတို့လိုချင်တဲ့ဒီဘောနော်ဒီဂျင်းနဲ့က euro 100တန်းလောက်ပဲကွာလို့တဲ့အခြေအနေမျိုးဖြစ်တယ်။ဆိုတော့ဒီအနေထားကို ဒီဘာလဲ springless bomb ကဒီထက်ပိုပြီးတော့အတမကြီးတင်ဘူးလို့ကျွန်တော်ထင်တယ်ဗောနော်ဘလောက်ပဲကျွန်တော်တို့ director တွေပြောင်းလို့ဒီလိုပုံစံမျိုးဖြစ်ရပါတယ်ပဲဘလို့ပဲပြောနေနေဒီလို agreement ကျွန်တော်တို့ရယူပြီးထားတယ်ဒါကို agent ကလည်း confirm ထားတယ်ဆိုလို့ရှိရင် springless bomb ကဒီကိစ္စကကျွန်တော်တို့ထင်ထားတဲ့ပိုပြီးတော့ကြီးတယ်လို့သူတို့အနေနဲ့ကျွန်တော်ဒါကအဲဒီဗောနော်လိုက်ပြီးတော့ကျွန်တော်တို့ဒီကစားသမားဖြစ်သူရဲ့ကျွန်တော်တို့ဒီဗောနော်ဒီဆန္ဒကိုကျွန်တော်လိုက်ရောပေးရမယ့်အခြေအနေမျိုးမှာရှိနေတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ brother တို့ကဘလို့မြင်ကြတယ် ိုနေလစ်ဘွန်ဘကလောက်တိကျော်တင်းမာဖို့လိုတယ်လို့ထင်တာလောက်တိကျော်လွားရဖြစ်တဲ့ကစားသမားများသိလားသူတို့ဒီဆမတ်ဒီဘယ်လိုပြောရမလဲ January transfer မှာသူပြောင်းလို့ရအမှမပြောင်းသူတင်းမာသူဆက်နေတယ်ဆိုတော့ဘလောက်တိကျော်လွားရဘာရဖြစ်လဲပေါ့နော်ဒါတော့ကျွန်တော်တို့မြင်နိုင်တယ်ဆိုတော့အဲဆိုတော့ Lisbon အနေနဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ရဖို့တော့ရှိပါတယ်လက်ရှိဘယ်တင်းမာမှာကျွန်တော်တို့ဒီဆက်ပြီးတော့ဆွေးနွေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီပြောင်းရွှေ့ကြီးကိစ္စကဒီတက်ရှိ သူတို့သူတို့နှစ်ဦးကြားထဲမှာလည်းကျွန်တော်ဖြည့်ရှင်းလို့မပြီးသေးလို့ပါဘောနော်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီ Leverkusen နဲ့ Alejandro Garnacho ပါဆိုတော့လက်ရှိကျွန်တော် Florian Plenemach ကိုကျွန်တော်ဖော်ပြချက်မှာဆိုလို့ရှိရင် Garnacho ကကျွန်တော် Leverkusen ကိုရောက်ဖို့ဆိုတာက ဖြစ်နိုင်ခြင်းမရှိဘူးပေါ့နော်ဖြစ်နိုင်ခြင်းမရှိဘူးအဲဒီသူ့ရဲ့ကျွန်တော်တို့ဒီ အဲ transfer package ပေါ့နော်ပြောရမယ်ဆိုလို့ရှင်သူ့ရဲ့လောက်ခလားစားပြီးလို့ရှင်ကျွန်တော်ဒီပြောင်းရွှေ့ကြီးဒါရီယာဆိုလို့ရှင်လေဘောက်ကူဆန်တက်နိုင်တဲ့အထဲမှာကျွန်တော်ရှိမနေဘူးပေါ့အဲ့ရှိနေသားမှာဒီပေါ့နော်တခြားဒီရွေးချယ်စရာတွေကိုပဲဒီလေဘောက်ကူဆန်အနေနဲ့ focus ထားပြီးတော့ကြိုးပမ်းနေတာဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်အဲကာနာချိုကတော့ Manchester United ကနေဒီမျိုးမှာတေချာပေါက်ထွက်မယ်ဒီလိုပုံစံမျိုးကျွန်တော် report လုပ်ထားဖြစ်ပါတယ်ဆိုတော့ဒီလေဘောက်ကူဆန်ကို Eric Ten Hag ရောက်လို့ကာနာချိုကိုအဲဒီပေါ့နော်ခေါ်မယ်ဆိုတာမျိုးကျွန်တော်တို့အဲ့လိုမျိုးတွေမရှိဘူးအဲ့လိုမျိုးတွေမရှိဘူးဘာလို့လဲဆိုတော့ ူများတင်းနေရလှုပ်လှုပ်တဲ့ခါမှာညီပြရောက်လာအဲ့ညီပြနဲ့အရင်ရင်းနေတဲ့ close ဖြစ်တဲ့သူ့တပည့်တွေဒီလိုမျိုးခေါ်ပြီးရအဲ့လိုမျိုးမလုပ်ဘူးအဲ့လိုမျိုးလှုပ်တာကိုရီ United တသိမ်းမှရှိတယ်တသိမ်းမှရှိတယ်အဲ့တော့လက်ရှိကျွန်တော်အသင်းမှာဘယ်သူတွေတိုင်ပတ်နေလဲကြည့်လိုက်သူ့တပည့်တွေကျွန်တော်အများကြီးရှိတယ်အစဉ်ပြေရဲ့လူကလက်ချိုးကြီးလို့ရတယ်အဲ့တော့နော် every time ရောက်တော့ခေါ်သွားတဲ့ Unana တို့ဘာဘာညသုံးစားရဘာမှသုံးစားမရလေချာတယောက်လောက်ပဲကျွန်တော်မမထန်းလည်းရှိတယ်ဒါပေမဲ့တင်ချာတော်မှပဲအဲဒီဘက်တော့ကျွန်တော်ဒီ ဒီအရက်ကတော်တော်လေးစကားပြောတယ်နော် fighting spirit ပြည်တာမှန်တယ်ဒါပေမဲ့အရက်ကတော်တော်လေးစကားပြောတာအာပြောတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအစမပြေရဲ့ကစားသမားကြီးလည်းအများကြီးပဲအန်တိုနီတို့ဘာလို့ဦးလက်ရှိဘာကြီးဖြစ်နေပြီလဲဆိုတော့မခေါ်ဘူးပြသူသူသူကစားသမားကြီးကြတော့သူသူတပည့်တော့သူလီဗာပူးဆန်ကြတော့သူမခေါ်ဘူးပြဆိုတော့ကနာချိုကလည်းကျွန်တော်တို့ဒီသူ့လက်အောက်မှာမှကျွန်တော်တောက်ပလာတယ်ဆိုပေမဲ့အဲဒီပေါ့နော်ဟိုကနာချိုရဲ့ပြောင်းရွှေ့ကဖြစ်နိုင်ကြီးတော်တော်လေးနည်းတဲ့အခြေအနေမျိုးမှာရှိပါတယ်အသက်ကလည်းတော်တော်လေးငယ်သေးရဖြစ်သလိုပြောင်းရွှေ့ကြီးကတော်တော်လေးများတဲ့အခြေအနေမျိုးပါဆိုတော့ အဲဒီပေါ့နော်လောက်ခလာဆန်နဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှင်တော့ဒီလောက်ခလာဆန်နဲ့ပတ်သက်ပြီးတော့လေဈေးကြီးရယ်ဆိုတဲ့ပုံစံမျိုးလေပါကိုဆန်ဘက်ကပြောလာဆိုတော့ तू ကကျွန်တော်တို့ဒီလောက်ခလာဆန်နဲ့ပတ်သက်ပြီး तू ဘလောက်လောက်တောင်ကျွန်တော်တို့ဒီဒမန်းဖြစ်နေလို့လဲပေါ့နော်ဒါလည်းကျွန်တော်စိတ်ဝင်စားစရာတစ်ချက်တော့ဖြစ်လာတယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ January Transformer တုန်းကနာပိုလီနဲ့အဒရောလီကိုနှိစက်ခဲ့ပြီးတော့လောက်ခလာဆန်ဒီကြောင့်နာပိုလီဘက်ကကျွန်တော်တို့လက်ရှော့ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့အဲတထင်းနေကျွန်တော်တို့ထွက်ထားတယ်ပေါ့နော်ဆိုတော့ အဲဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်လောက်ခလာစာဒမန်းကကျွန်တော်တို့ထင်ထားတာထက်အများကြီးပုံများနေတဲ့ပုံစံမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အဲဒီခန္ဓာချိုးအသင်းပြောင်းမှုကဒီအသင်းရဲ့ကျွန်တော်ဦးစားပေးတဲ့မှာတော့ကျွန်တော်ပါတယ်ဘာလို့ဆိုတော့အဲသူတို့ကိုယ်တိုင်လည်းကျွန်တော်တို့ဒီဘယ်နော်ဒီကစားသမားဖြစ်သူရဲ့ကျွန်တော် attitude ပိုင်းနဲ့ပတ်သက်ပြီးတော့ဘလို့မှကျွန်တော်တို့သဘောမကျတဲ့အထက်မှာပါတယ်ပေါ့အသင်းဘက်ကနေပြီးတော့ဆိုတော့ဒီကြပါဆိုသူဒီနေမှာတော့လက်လွတ်မယ်ဒါပေမဲ့ သူ့ကိုစိတ်ဝင်စားနေတဲ့အဲကလပ်တီကအခုလက်ရှိချိန်ထိကျွန်တော်တို့ဒီတင်းနေရှာရှာဘသူမှကျွန်တော်တို့ဒီကန့်လန့်လာမျိုးမရှိသေးဘူးလက်ရှိကျတော့အပြောင်းရွှေ့ရတာမနေ့ဖြန်မှာဖွင့်မယ်ဆိုတော့ဒီ summer transfer 3လမှာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်သူကိုယ်တိုင်ကတော့ကျွန်တော် Premier League မှာဆက်နေခြင်းတဲ့ပုံစံမျိုးတော့ပြောထားတယ်ဒါပေမဲ့အသင်းဘက်ကကျွန်တော် Premier League club တွေဆိုလို့ရှိရင်တော့ဈေးကကျွန်တော်တို့ တင်းတက်တင်းမှရမယ်ပြိုင်ဘက်တွေဖြစ်တော့ပြိုင်ဘက်တွေဖြစ်တော့ကျွန်တော်တင်းတက်တင်းမှရမယ်အချိန်မျိုးပါဆိုတော့အဲဘာကြီးဆက်ပြင်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရအောင်မယ်ဆိုတော့ကနာချိုကတော့တေချာပေါက်အဲယူနိုက်တက်ကနေဒီနေ့မှာတေချာပေါက်ကျွန်တော်တို့ထွက်မှာဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်ဒီပေါ့နော်อืม Florian Blandenbach ရဲ့ report တွေပြီးလို့ရှိရင်ကျွန်တော်ဒီ Gcos Panu ရဲ့ကျွန်တော် report တွေအရဆိုလို့ရှိရင်ဒီဘောနော Spa ရဲ့ကျွန်တော်ဒီနီးပြအကားကျွန်တော်နီးပြတဲ့ဒီဘောနော Brentford ရဲ့နီးပြဖြစ်တဲ့ကျွန်တော်ဒီ Thomas Frank ဖြစ်လာဖြစ်တဲ့တကြောင်မလို့အဲဒီ Spa အနေနဲ့ Brian Ambu ကိုကျွန်တော်ဒီကြားဖြတ်ခေါ်ယူဖို့အတွက်ဒီ အဲဒီပေါ့နော်သူစတင်လှူရှားမှုတွေကျွန်တော်စပြီးတော့ပြုလုပ်လာပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းပဲ Manchester United အနေနဲ့ Brian Ambimo ရဲ့အပြောင်းရွှေ့မှာကစားသမားဖြစ်သူနဲ့ပုံကိုယ်ဆိုင်ရာသဘောတူညီမှုကရထားပြီးသားဖြစ်တယ်ဆိုတော့ဒီနေ့သားမှာ Spa ဘယ်လိုမျိုးတွေဆောင်ရွက်မလဲဆိုတော့ကြည့်ရမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အဲဒီပေါ့နော်ဟို Brentford ဘက်ကတော့ကျွန်တော်တိတ်ပြီးတော့မြန်မာစာပြောတယ် Brentford ကတော့ကျွန်တော်ဒီပတ်စံပို့ပေးတဲ့အသင်းကိုရောင်းမယ်ဒါပဲရှင်းရှင်းလေးဒါပေမဲ့ကစားသမားဖြစ်သူအပေါ်မှာပဲကျွန်တော်မူတည်တော့တယ်ဆိုတော့လက်ရှိနေသားမှာကျွန်တော်ဒီ Spa က အဲဒီပေါ့နော်ကိုယ်ထက်ပတ်စံပူရှိတယ်တေချာပေါ့ကျွန်တော်တို့ပေးရတာပူပေးနိုင်တဲ့ခြေအနေမှာရှိတယ်ဒါ့ပြင် UCL football ရှိတယ်ဆိုတော့ကစားသမားကိုအတိုင်းအတာတစ်ခုဒီ attract လုပ်နိုင်တယ်ဒါ့ပြင်အဲဒီပေါ့နော် brand ambu mu တို့ကျွန်တော်တို့ဒီအာဒီတကယ်တောက်ပါခဲ့တယ်တောက်ပါခဲ့အောင်ကျွန်တော်စွမ်းဆောင်ပေးနိုင်ခဲ့တယ်အနီးပြဖြစ်တဲ့ Thomas Frank လည်းကျွန်တော် ရှိနေရဖြစ်တဲ့ကြောင့်မို့ spa ပတ်မှာကျွန်တော်တို့တင်ချာနီးရဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်တို့ဒီ attractive ဖြစ်စရာအရင်များနေတယ်ကိုရီးယားဘာပဲရှိလဲဆိုရင် Manchester United ဆိုတာပဲကျွန်တော်ရှိပါတယ် ဆိုတော့ဆိုတော့ကစားသမားဖြစ်သူကတော့ကျွန်တော်တို့ဒီပုံပုံဆိုင်သဘောတူညီမှုကိုကျွန်တော်တို့ရထားပြီးသားဆိုပေမဲ့တော့ညာလည်းပဲအရှိစပါဝင်လာတဲ့အနေအထားမှာသလို့ရှိရင်ကျွန်တော်တို့အနေနဲ့နည်းနည်းတော့ကျွန်တော်တို့တတိထားရမယ့်အခြေအနေမျိုးမှာရှိတယ်။ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဒီမြ мян ပြရမယ့်အနေအထားမှာဘာကြောင့်များကျွန်တော်တို့ကြန့်ကြာနေတလဲပေါ့နော်။ဒါကကျွန်တော်တို့နည်းနည်းတန်တရားဖြစ်စရာတော့ကျွန်တော်တို့ရှိနေတယ်။ဆိုတော့အဲဒီလိုအနေအထားမျိုးမှာကျွန်တော်တို့ဒီပေါ့နော် ဂျီကော့စ်ပန်ရဲ့ကျွန်တော် report မှာဆိုလို့ရှိရင် Brian Ambumo ဆိုလို့ရှိရင် Manchester United ကိုသာဒီဘာလို့ရွေးချယ်ဖို့အတွက်လုံးဝကျွန်တော်စိတ်ဆန္ဒရှိနေတုံးရှိနေသေးပဲကျွန်တော်ဖြစ်တယ်ပေါ့နော်အဲဒီဘာလို့လက်ရှိအနေထားမှာဆိုလို့ရှိရင် Manchester United အနေနဲ့ဒီ Brentford ကကျွန်တော်တတ်မှတ်ထားတယ်ဒီဘာလို့ကျွန်တော်ကြောင်းရွှေ့ဂျီကို အဲဒီပေးနိုင်မှုဒါကြောင့်ကြံနေတာဖြစ်တယ်ဆိုပြီးတော့ G-Cross Bank ကကြောင့်ပြောထားတယ်ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှင်ဒါသတင်းကောင်းပါသာသမာအနေနဲ့ဘလောက်ပဲကြောင့်စပါးမှာသူ့ရဲ့ညီအဒီဘယ်လိုညီပြဟောင်းကြောင့်ရောက်နေတာပဲဖြစ်ဖြစ်စပါးဘက်ကသူ့ကိုခေါ်ချင်နေတာပဲဖြစ်ဖြစ် UCL Football ကစားမှာဖြစ်ဖြစ်ကို့အသင်းမှာဒီ United လို့ကျွန်တော်ဒီ UCL Football မရှိတာဘာမှမရှိတဲ့ ဒီဘာနော်အသင်းရဲ့ကျွန်တော်တို့ဒီအဲမန်ချက်စတာယူနိုက်တက်ဆိုတာတခုတည်းပဲရှိတဲ့အသင်းကိုကျွန်တော်တို့ပြောင်းလာခြင်းနဲ့လက်ရှိလည်းကျွန်တော်တို့ဒီလက်ရှိလည်းကျွန်တော်ပြောင်းခြင်းနေတော့မဲဆိုတဲ့ပုံစံမျိုးဒီသူ့ရဲ့ဆုံးဖြတ်ချက်ကိုလုံးဝမပြောင်းဘူးဆိုတဲ့သဘောမျိုးဖြစ်တယ်ဆိုတာကဒါတော်တော်လေးကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲဆိုတော့ဆက်ပြီးတော့ကျွန်တော်စောင့်ကြည့်ရအောင်မယ်ယူနိုက်တက်အနေနဲ့ဒီကစားသမားဖြစ်သူကိုခေါ်ဖို့ဆိုလို့ရှိရင်အဲကျွန်တော်တို့ပြောင်းရွှေ့ကြီးက ဘရန်ဖို့တောင်းနဲ့ပြောင်းရွှေ့ကြီးကိုပေးမကိုရတော့မယ်အခြေအနေမျိုးမှာတော့ရှိနေတယ်ဘလောက်ပဲစာချုပ်တစ်နှစ်ပဲကျန်တာလေးဘလောက်ပဲကျန်တာလေးပြောနေတယ်ဆိုပေမဲ့အဲ့ရှိကျွန်တော်စပါဝင်လာပါပြီစပါဝင်လာတဲ့အခြေအနေမျိုးမှာစပါဒီသူတို့ဒီ Matthias Day ကိစ္စကိုသူတို့လုပ်နေတယ်ပြီးရင်ကျွန်တော် Brand Emblem Back ကိုသူတို့လှည့်လာတော့မှာဆိုတော့ဒီလိုမျိုးကျွန်တော်ဂျားဖြတ်ဟိုခေါ်ယူတာမျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင်အသင်းဘက်ကဒီပေါ့နော်ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့မြန်မြန်ဆန်ဆန်ဆိုသလိုကျွန်တော်တို့ဒီအပိသက်ကျွန်တော်လှုပ်ဆောင်မှုလုပ်နေပြီလို့ င်ပါတယ်ဆိုတော့ဒါတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အကြောင်းရှင်းသတင်းတွေဖြစ်ပါတယ်ဆိုတော့ brother တို့ရောဘယ်လိုမြင်ကြလဲ comment တွေမှာဝင်ရောက်ဆွေးနွေးပြီးသားလို့ရပါတယ်ဆိုတော့ကြည့်ရှုအားဖြင့်ညီမများလည်းကြည့်နေများဒီမှာ channel ကို subscribe လုပ်ဆိုလို့ရှိရင် subscribe လုပ်ပေးထားကြပါဦးအားလုံးတောင်းဆိုပါတယ်ခင်ဗျာ